ရှိပါတယ်ရှိပါတယ်အဲပြန်ပြီးတော့ခန့်မှန်းလာဖို့လည်းရှိတယ်အမြဲတမ်းဒီ TikTok မှာ short video လေးပဲဖြစ်ဖြစ်ဒီ Facebook မှာ video လေးပဲဖြစ်ဖြစ် post လေးပဲဖြစ်ဖြစ်အမြဲတမ်း comment တွေမှာတွေ့ရပါတယ်ခန့်မှန်းပြန်လာဖို့လည်းအားလုံးကဟိုမျှော်လင့်ထားတယ်အားလုံးကလည်းဖြစ်စေချင်တဲ့အတွက်ကြောင့်မို့တခြားဘောက်ခန့်မှန်းပြန်လာအောင်မှာပါအခုလောလောဆယ်တော့အဲစစ်ကိုကိုလောက်ချင်တဲ့အရာလေးဦးစားပေးပြီးတော့လုပ်နေရဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးတော့စီးပွားရေးဆက် ကဘလို့ကြောင့်လုပ်ဖြစ်လဲဆိုအဓိကဟိုကိုမိဘကြောင့်ပဲပြောရမှာပေါ့နော်ဟိုကိုတိတက်တိတက်တဲ့အရွယ်တခုရောက်လာတဲ့အချိန်မှာကိုရှောက်ကိုရက်တည်နိုင်တဲ့အချိန်မှာကိုမိဘကိုပြန်ပြီးတော့အကောင့်လို့ supporting လုပ်ပေးခြင်းနဲ့ဟိုကိုဒီနောက်ဒီနောက်29ကနေပြီးတော့23လောက်ထိမိဘကထောက်ရှောက် supporting ပေးခဲ့တာဆိုတော့လေဆိုတော့ကိုကိုအခုလိုမျိုးကိုရှောက်ကိုရက်တည်နိုင်တဲ့အချိန်မှာကိုရဲ့ normal income ကိုကိုရှာနိုင်တဲ့အချိန်မှာကိုမိဘကိုပြန်ပြီးတော့ထောက်ပံ့ခြင်းလေအဲ့ဒါပါ အနုပညာလုံးနဲ့ပတ်သက်ပြီးတော့မမီကတော့အများကြီး supporting ပေးပါတယ်။အဲမမီကိုရွေးချယ်လိုက်လို့အနုပညာလုံးမှာအဲ့လိုမျိုးလိဟင်းသွားတာမျိုးဆုံးရှုံးသွားတာမျိုးတော့မရှိဘူး။အဲအများကြီးချိန်နဲ့နေမှာဘာလို့ဆိုတော့ဟိုဥပမာကိုရဲဝဒနာပိုင်အနုပညာလုံးနဲ့မိဘနဲ့အဲရွေးချယ်ဆိုလို့ရှင်မိဘပဲရွေးချယ်မှာမိဘပဲရွေးချယ်မှာလို့ဆိုတော့ဘဝမှာအမေမရှိလို့မဖြစ်ဘူးမိဘမရှိလို့မဖြစ်ဘူး။ဆိုတော့ကိုဒီဘဝမှာလူဖြစ်ခွင့်ရတာဒီမိဘနဲ့ဆုံတွေ့ခွင့်ရတာတကယ်ကံကောင်းတယ်။ကိုရဲ့မိဘကကို့ပေါ်မှာအရင် အဲ supporting ပေးတယ်ကိုလုတ်ချင်တဲ့အမှုပညာလုပ်ပုံမှာလည်း supporting အရန်ပေးတယ်တားမြစ်ချင်လည်းမရှိဘူးပိတ်ပင်ချင်လည်းမရှိဘူးအဲ့အခါကြောင့်မလို့အရန်ချင်နေပါတယ်ဟုတ်မင်္ဂလာပါမဟုတ်ဟုတ်ဒီနေ့ကတော့ဂျီဘူးတို့ဟော့ပေါ့နဲ့ဘာဘီကျူးอ่ะပေါ့เนาะအဲကျူလီဒီမစ်ယူနီဗာစ်တန်ဂူပွဲကို co sponsor ပေးရပွဲလေးဖြစ်ပါတယ်ဟုတ် အဲအဓိကကလေဒီ miss ပွဲတွေကိုတော်တော် miss ပွဲတွေကိုသူတွေက sporting page နဲ့ solo ra ကဒီအရင်ချင်းရှိရဲ့အလှမယ်တွေကိုကိုကအရန် sporting page နဲ့အားလဲအား page နဲ့အဓိကဟိုကိုကိုနိုင်ကလည်းအရန်ကြီးပြည့်စုံခဲ့သူမဟုတ်တဲ့အတွက်ကြောင့်မလို့တနိုင်တစ်ပိုင်လေးအဲရရရှူတောင်းကနေပြီးတော့ sporting page ဖြစ်တာပါဟုတ် ဟောဒီနေ့ဆိုလို့ရှိရင် Miss University တာမုန်နဲ့ရန်ကုန်ဘွဲဒီစွန်လာပေးစေပေါ့နော်ဒီမှာလာပြီးတော့အလှမယ်လေးစားတောက်ကြရလေးရိုက်မယ်ပြီးတော့ဒီဒီ headstand လေးနဲ့ရိုက်မယ်ပြီးတော့တို့လေးတွေကိုဂျီဘူးဘက်ကနေပြီးတော့ gate ပေါင်ချပြန်ပြီးတော့စီစဉ်ပေးထားရတယ်ဟုတ်အော်ဟုတ်ပါဘူးနုပညာလုပ်တယ်လုံးပါအယံဝါဒနာပါတော့ဘယ်တော့မှဆွန့်လို့မှမဟုတ်ပါဘူးအဲဒါပေမဲ့လည်းတစ်ဖက်တစ်လမ်းနေပြီးတော့ဟိုကိုလှုပ်ချင်တဲ့ကိုရဲ့နုပညာအလုပ်ကိုလိုအပ်ချက်လေးဖြည့်ဆည်းဖို့တော့တလောင်းတနေရနေစီးပွားရှာရတာပေါ့မှန် အမှန်တော့မဟုတ်ပါဘူးကိုကိုရိုင်းကလည်းစူးစမ်းနေတဲ့သူတွေမှာပါပါတယ်ဆိုတော့ ိုဟိုကိုเจ้าဘလိုပဲဖြစ်ဖြစ်ဒီပန်းလေးတွင်ပွင့်လန်းသွားတာပဲဖြစ်ဖြစ်ကိုเจ้าမလို့စားသူတယောက်ပျော်ရွှင်သွားတာဖြစ်ဖြစ်စင်မီသွားတာဖြစ်ဖြစ်အဲ့လိုမျိုးဆိုကျဉ်းနေပါတယ်အဲကိုတော့ဆိုလို့ရှိရင်လေဒီလိုမျိုးဒီ sporting ကောင်းကောင်းလည်းမရှိဘူးအဲဘေးကနေပြီးတော့လိုက်ပြီးတော့ဟိုလိုအပ်ချက်ကိုဖြည့်ဆည်းပေးမဲ့ sporting ကောင်းကောင်းမရှိဘူးအဲအပိမိနစ်သိမ့်မဲ့သူလည်းမရှိဘူးကိုတော့ကတော့အရင်ကန်ဆုတ်ခဲ့ပေါ့နော်အခုဒီဒီဘက်ခင်မှာအဲ့လိုမျိုးလှမ်းမယ်လေးတွေအများကြီးကန်ကောင်းလာတယ် sporting ပေးမဲ့ဒီ company တွေအဲအများကြီးပဲ protest တွေအကုန်လုံးကဟိုအများကြီး sporting င်ပေးလာရင်နောက်ကနေလေးလာတဲ့အချိန်မှာအရေးချင်းရှိတဲ့အလှမယ်ရန်နီရတစ်ခုရောက်ပါပါဟုတ်ကိုရောကတော့ရှေ့စူးစားခဲ့ရရှေ့ပလန်တော့စူးစားခဲ့ရပါပဲဒါပေမဲ့စူးစားအတိုင်းလဲနေရာတစ်ခုကိုရောက်ဖို့မလွယ်ဘူးအဲအဲ့ဒါလေးကိုအဓိကပြောချင်တယ်ဘယ်လောက်ပဲစူးစားစူးစားလူဆိုတာ လဲကြအခြင်းလေလဲကြမယ်ပြိုလဲအခြင်းလေပြိုလဲမယ်ဒါပေမဲ့ကိုကိုကိုအရှုံးမပေးပဲဆက်ပြီးတော့စူးစမ်းစစ်ခြင်းနဲ့အဲ့လိုစူးစမ်းတာတော့မှကိုကိုကိုတတ်မှတ်ထားတဲ့နေရာတစ်ခုကိုရောက်သေးပါဘူးဒါချူးလေးပြပြရတာပေါ့နော်ကိုကိုကိုတိုင်းလဲနေရာတစ်ခုကိုမရောက်သေးဘူးစူးစမ်းနေရာတွေမှာပါတယ်ဆိုတော့စူးစမ်းပြီးစူးစမ်းပါ ှိပါတယ်ရှိပါတယ်အဲပြန်ပြီးတော့ခံပတ်လာဖို့လည်းရှိတယ်အဲအများအားဒီ TikTok မှာ short video လေးပဲဖြစ်ဖြစ်အဲဒီ Facebook မှာ video လေးပဲဖြစ်ဖြစ် post လေးပဲဖြစ်ဖြစ်အများအား comment တွေမှာတွေ့ရပါတယ်ခံပတ်ပြန်လာဖို့လည်းအားလုံးကဟိုမျော်လင့်ထားတယ်အားလုံးကလည်းဖြစ်စေခြင်းတဲ့အတွက်ကြောင့်မို့တခြားဘက်ခံပတ်ပြန်လာအောင်ပါအခုလောလောဆယ်တော့အဲစင်စကိုကိုလုတ်ချင်တဲ့အရာလေးဥစားပေးပြီးတော့လုပ်နေရဖြစ်တဲ့အတွက်ကြောင့်မို့နည်းနည်းလေးတော့စီးပွားရေးဆက် ကဘယ်လိုကြောင့်လုပ်ဖြစ်လဲဆိုအဓိကဟိုကိုမိဘကြောင့်ပဲပြောရမှာပေါ့နော်ဟိုကိုတိတက်တီတက်တဲ့အရွယ်တခုရောက်လာတဲ့အချိန်မှာကိုရှောက်ကိုရက်တည်နိုင်တဲ့အချိန်မှာကိုမိဘကိုပြန်ပြီးတော့အကောင်းဆုံး supporting လုပ်ပေးခြင်းနဲ့ဟိုကိုဒီနောက်ဒီနောက်29ကနေပြီးတော့2023လောက်ထိမိဘကထောက်လျှောက် supporting ပေးခဲ့တာဆိုတော့လေဆိုတော့ဟိုကိုအခုလိုမျိုးကိုရှောက်ကိုရက်တည်နိုင်တဲ့အချိန်မှာကိုရဲ့ normal income ကိုကိုရှာနိုင်တဲ့အချိန်မှာကိုမိဘကိုပြန်ပြီးတော့ထောက်ပံ့ခြင်းလေအဲ့ဒါပါ အနုပညာလုံးနဲ့ပတ်သက်ပြီးတော့မမီကတော့အများကြီး support တင်ပေးပါတယ်။အဲမမီကိုရွေးချယ်လိုက်လို့အနုပညာလုံးမှာအဲ့လိုမျိုးလှင်းသွားတာမျိုးဆုံးရှုံးသွားတာမျိုးတော့မရှိဘူး။အဲအများကြီးချိန်နဲ့နေမှာဘာလို့ဆိုတော့ဟိုဥပမာကိုရဲဝဒနာပိုင်အနုပညာလုံးနဲ့မိဘနဲ့အဲရွေးချယ်ဆိုလို့ရှင်မိဘပဲရွေးချယ်မှာမိဘပဲရွေးချယ်မှာလို့ဆိုတော့ဘဝမှာအမေမရှိလို့မဖြစ်ဘူးမိဘမရှိလို့မဖြစ်ဘူးဆိုတော့ကိုဒီဘဝမှာလူဖြစ်ခွင့်ရတာဒီမိဘနဲ့ဆုံတွေ့ခွင့်ရတာတကယ်ကံကောင်းတယ်ကိုရဲ့မိဘကကို့ပေါ်မှာအရင် ဲ supporting ပေးတယ်ကိုလုတ်ချင်တဲ့အမှုပညာလုပ်ပုံမှာလည်း supporting အရန်ပေးတယ်တားမြစ်ခြင်းလည်းမရှိဘူးပိတ်ပင်ခြင်းလည်းမရှိဘူးအဲ့အခါကြောင့်မလို့အရန်ချင်းနဲ့ပါတယ်နော်မမေကကိုတော့ဘလို့မေမျိုးမှပါလဲဆိုတော့လေအဲဘလို့ပြောပြမလဲလူတိုင်းပေါ်မှာစာနာစိတ်ရှိရမယ်လူတိုင်းပေါ်မှာဟိုဘလို့ပြောမလဲနားလည်းပေးနိုင်ရမယ်ဥပမာပေါ့အလုံးတည်ထားတဲ့အချိန်မှာကိုကိုနိုင်ကလည်းဟိုဟိုဘလို့ပြောမလဲ broken family လာတဲ့ခါကျတော့ဟိုတစ်ဖက်လူထားသွားတဲ့သူပေါ်မှာအဲမနာကြီးရအောင်မုန်းတီးရအောင်မပစ်ပယ်ရအောင်မပစ်မရအောင်အဲအဲ့လိုမျိုးကြီးဆုံးမတာပေါ့နော်ဟိုလွန်ခဲ့တဲ့ interview တစ်ခုမှာပေါ့နော်အဲဖေဖေနဲ့ပတ်သက်ပြီးတော့ဖြေတဲ့ interview ကအဲ့ဒါနောက်ဆုံးပါပဲဆိုလိုတာကအဲဆိုလိုတာက break that day ထင်လားသူလိုမျိုးပြန်မတွေ့နိုင်တော့ဘူးလဲမဟုတ်ဘူးပြန်တွေ့နေရလဲမဟုတ်ဘူးဒါပေမဲ့အချိန်နဲ့တော့ချက်ပြတ်မှာပါလို့